This is Radio Free Asia. The following program is in Burmese. Mingla ba shin. လွတ်လပ်တဲ့အာရှအသံ RFA ရဲ့အစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျမကခင်ခင်ဤပါရှင်။တော်တဲ့ရှင်များရှင် ီနေ့စီစဉ်မှာခါတိုင်းလိုပဲထူးခြားတဲ့သတင်းတွေကိုအရင်ဆုံးတင်ဆက်မှာပါအဲ့ဒီနောက်ကြားမဲ့စီစဉ်တစ်ခုမှာတော့ကုမ္ပဏီကြီးစားဝင်လာပြီဆိုရင်တဘောပအဝင်ရှင်တွေထိခိုက်ပျက်စီးမယ်ပြီးမှအခုကရှိနေတဲ့ကြီးရွာတွေကထိခိုက်မှုတွေများရှိပါဘောနော်ချောင်းမြောင်းတွေဒီထက်ပျက်စီးဆုံးရှုံးမယ်ရှမ်းပြည်နယ်ဖဲခုံမှာဆက်ရန်တရားကြီးတွေနဲ့တတ်ထူတူးဖော်နေတာတွေကိုဒေသခံတွေကအပြင်းထန်ကန့်ကွက်နေတဲ့အကြောင်းကြားရမှာပါအခုတော့သတင်းတွေကိုအရင်ဆုံးတင်ဆက်ပေးပါမယ်ရှင် က်ဆက်တွဲလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့မေလ၁ရက်နေ့ကနေ31ရက်နေ့အထိအပြည့်ရဲ့သက်တမ်းထက်မှန်တိုးချောင်းမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့ဖြစ်တဲ့ကိုကန့်တက် MNDAA တအန်းတက် DNLA နဲ့အရခတ်တက်တော် AA တို့ကထုတ်ပြန်ပါတယ်။ ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုတွေကိုကယ်ဆယ်ရေးလုပ်ငန်းတွေထိတိယောက်ယောက်ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက်ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်ဆက်လုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်နိုင်ဖို့မေလကုန်အထိတလအပြည့်ရက်တက်တန်းတိုးတာဖြစ်ကြောင်းကြေညာချက်မှာပါရှိပါတယ်။ မတ်လ28ရက်နေ့ကအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ညီနောင်သုံးဘွဲကဧပြီလကုန်အထိအပြည့်ရကျင်းညာခဲ့ပြီးအခုထပ်မံပြီးတက်တန်းတိုးလိုက်တာဖြစ်ပါတယ်။အပြည့်ခတ်ရစဲထားတဲ့ကာလအတွင်းခုခံကာကွယ်တဲ့တုံ့ပြန်မှုကလွဲရင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းလုံးမမဟုတ်ဘူးလို့လည်းညီနောင်သုံးဘွဲကဆိုပါတယ်။စစ်ကောင်စီကတော့ဧပြီလကုန်အထိယာယီအပြည့်ရကျောင်းကျင်းညာခဲ့ပေမဲ့နောက်ထပ်တက်တန်းတိုးတာတော့မတွေ့ရသေးပါဘူး။ ။တရင်မျိုးသားစီယုံ KNU ကော်တူးလီအုပ်ချုပ်မှုနယ်မြေခလဲလွီထူခရိုင်မူးမြို့နယ်တွင်ကစစ်ကောင်စီတပ်အထိုင်ချတပ်ဆွဲထားတဲ့ကျေးရွာ၅ခုကို KNL ဥဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းနဲ့စစ်ကောင်စီတပ်ကဒုတရင်မှုတအူးနဲ့အရာခံဘူတအူးပါဝင် အများပြားတည်ဆုံခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ခလာရ60နဲ့ခလာရ83တပ်ပေါင်းစုချိတ်ကုပ်ယူထားတဲ့နောင်ကုန်းရင်းတိုက်ကုန်းရံမျိုးအောင်ရွာကြီးအင်းကျုံကုန်းတောင်စုကျေးရွာတွေကို2025ခုနှစ်ဧပြီလ28ရက်နေ့ကတင်ပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကလက်နက်ခဲရဲအမြောက်များတင်ဆဲရခဲ့တယ်လို့လဲ KNU ဗဟိုကထုတ်ပြန်ပါတယ်။ 2029စစ်စင်ရေးအတွင်းတိမ့်ပိတ်ထားတဲ့ဒေသတွေကနေတအန်း TNL တက်တွေ စုခွာပေးဖို့စစ်ကောင်စီရဲ့တောင်းဆိုချက်ကိုညှင်းပယ်ခဲ့ကြောင်း TNL ကမေလ2ရက်နေ့ကထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံကကမကထပြုပြီးတအန်းတက်ဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဥဆောင်တဲ့အဖွဲ့နဲ့စစ်ကောင်စီဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဥဆောင်တဲ့ကိုစလဲအဖွဲ့တို့ကုမင်းမြို့မှာဧပြီလ28ရက်နေ့နဲ့29ရက်နေ့တွေကတွေ့ဆုံခဲ့ကြတယ်လို့ထုတ်ပြန်ပါတယ်။ နောင်ချိုကြောင်မဲတီဘောမိုးကုန်းနဲ့မိုးမိတ်ဒေသတွေကနေနမ့်ဆန်နဲ့မန်တုံမြို့နယ်အတွင်းထိတအန်းတပ်ဖွဲ့တွေအားလုံးဆုတ်ခွာဖို့စစ်ကောင်စီကတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ TNL ကလက်မခံတဲ့အတွက်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု၈ဆက်မတိုးနိုင်ပဲလာမယ့်ဩဂုတ်လမှာထပ်မံပြီးတွေ့ဆုံဖို့သဘောတူညီခဲ့ကြတယ်လို့လည်းဆိုပါတယ်။ဒေသတည်ငြိမ်ရေးနဲ့ ကိုကန့်တပ်ဖွဲ့ MNDAA လို့ပြစ်ခတ်ရဆဲရေးပြုလုပ်နိုင်ဖို့တရုတ်နိုင်ငံအထူးကိုယ်စားလှယ်တင့်ရှိချင်းကကမကထပြုပြီးနှစ်ဖက်တွေ့ဆုံဖို့ဆောင်ရွက်ခဲ့တာလို့ DNA လေးကထုတ်ပြန်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရပ်ဖက်တရားစီရင်ရေးအတွက်မြို့နယ်ဥပဒေရုံး31ရုံးကိုဖွင့်လှစ်ဆောင်ရွက်နေကြောင်းမေလ2ရက်နေ့ကထုတ်ပြန်ပါတယ်။ 2022ခုနှစ်မေလ19ရက်နေ့ကစပြီး NUG ကမြို့နယ်တရားရုံး15ရုံးထူထောင်ခဲ့ပြီးအရက်ဖက်တရားစီရင်ရေးကိုစတင်ဆောင်ရွက်ခဲ့တာလို့ဆိုပါရယ်2024ဒီဇင်ဘာအထိမြို့နယ်အဆင့်တရားရုံး32ရုံး၊ဂျားကာလယူကန်တရားရုံး1ရုံးတို့ကိုဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါရယ် 2024ခုနှစ်ကုန်ထိတရားသူကြီး131ဦးနဲ့မြို့နယ်တရားရုံး29ရုံးမှာမြေပြင်တရားစီရင်ရေးဆောင်ရွက်နေတယ်လို့ဆိုပါရယ်ဥပဒေအကြံပေးဖို့နဲ့အမှုလိုက်ပါဆောင်ရွက်ဖို့ဥပဒေတာဝန်ခံ40ကိုလည်းခန့်အပ်တာဝန်ပေးထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရယ် စစ်ဘက်တရားရေးအရာကာကွယ်ရေးဝန်ကြီးဌာနကအချင်းစစ်တရားရုံး၁၀ရုံးစစ်ခုံရုံး၂ရုံးဖွဲ့စည်းပြီးစစ်ရေးဆိုင်ရာပြစ်မှုဆက်နှမှုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနဲ့ပြစ်မှုကျူးလွန်သူ58ဦးကိုအေးအေးယူဆောင်ရွက်ပြီးဖြစ်ကြောင်းလဲမြို့သားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်။ ငလျင်လှုပ်ခတ်ပြီးတလှကြတဲ့အထိတေဆုံးသူတွေဆက်လက်မြင့်တက်နေဆဲဖြစ်ပြီးမေလ၁ရက်အထိမေလ၁ရက်နေ့အထိ3835ဦးတေဆုံးသွားပြီလို့စစ်ကောင်စီကမေလ၂ရက်နေ့ကထုတ်ပြန်ပါတယ်။ဒဏ်ရာရသူကလည်း9105ဦးရှိပြီးပျောက်ဆုံးနေသူ105ဦးရှိတယ်လို့ဆိုပါတယ်။ ကူညီကစားရေးအဖွဲ့တွေကပျက်စီးပုံတွေကြောင့်ပျောက်ဆုံးနေတဲ့သူတွေကိုဆက်လက်ရှာဖွေနေပြီးအခုချိန်ထိတေဆုံးနေတဲ့ရုပ်အလောင်းတွေကိုတွေ့ရှိနေဆဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့အချက်လက်တွေအရငလျင်ကြောင့်နေပြည်တော်စကိုင်းမန္တလေးရှမ်းပြည်နယ်ပါဝင် တိုင်းနယ်ပြည်နယ်ဆယ်ခုမှာဧပြီလ24ရက်နေ့ထိနေအိမ်ပေါင်း6354လုံးပျက်စီးခဲ့ပြီးလူဦးရေ6,2,900ကျော်ငလျင်တန်းခံခဲ့ရပါတယ်။ တင်းတွေကိုတင်ပြခဲ့တာပါရှင်လွတ်လပ်တဲ့အာရှတန် RFA ကအစီအစဉ်တွေဆက်လက်ထုတ်လွှင့်နေပါတယ်ရှမ်းပြည်နယ်ဖဲခုံမြို့နယ်မှာတရုတ်လူမျိုးတွေပါဝင်တဲ့ကုမ္ပဏီတစ်ခုကဆက်ရန်တရားကြီးတွေနဲ့ခဲတတုတူဖော်ဖို့စ조사နေတဲ့အတွက်ပရာတောင်းဆွေမျိုးစုတွေကပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါတယ်။ကိုဆိုင်ဝနာကဆက်ပြီးတင်ပြပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်တိကျိတ်ကြီးရွာနီးမှာရှိတဲ့မြင်းမထီတောင်မှာ တရုတ်ကုမ္ပဏီတစ်ခုကစက်ရန်တရားကြီးတွေနဲ့ခဲတပ်ထုတူးဖော်တာကိုဒေသခံတွေစက်တိုက်ကန့်ကွက်နေကြပါတယ်။တရုတ်ကုမ္ပဏီကစက်ရန်တရားအများအပြားနဲ့တူးဖော်လုပ်ကင်ဖို့ကြိုးစားနေတာကိုရက်ဆိုင်ဖို့ဒေသခံတွေကအင်တိုင်းအားတိုင်းတောင်းဆိုနေကြတာလို့ပရာဒေါင်းဆွေမျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စိုးက RFA ကိုပြောပါတယ်။သူတို့ဝင်လာတာကျွန်တော်တို့ဒီဒေတာခံပြည်သူလူထုရှိရတဲ့အတိုင်းဒေတာခံပြည်သူလူထုတို့မြင့်နိုင်တဲ့ချက်ပေါ့နော် နောက်တစ်ခုကကျွန်တော်တို့ကဒီနေမီတီတီတတ်မှာကျွန်တော်တို့ကကွန်မြူနီအကြီးအစားကျွန်တော်အလက်မခံရှင်ဘူးကျွန်တော်တို့ကတပိုင်းတနိုင်လက်လုံးလက်စားလူတူလောက်တဲ့ဟာပဲကျွန်တော်တို့ကဆလက်လုတ်လုတ်ကိုင်းစီရှင်တယ်ပေါ့နော်ကွန်မြူနီအကြီးအစားဝင်လာပြီဆိုရင်တဘောကပတ်ဝန်းကျင်တွေထိခိုက်ပျက်စီးမယ်ပြီးမှအခုကရှိနေတဲ့ကြီးပါတွေကထိခိုက်မှုတွေအများကြီးပေါ့နော်တစ်ဖက်မှာလည်းချောင်းမြောင်းတွေဒီထက်ပျက်စီးဆုံးရှုံးမယ်လို့ကျွန်တော်တို့အဲ့ဒါတွေစဉ်းစားမှကျွန်တော်တို့ကကန့်ကွက်ရတဲ့အကြောင်းရင်းတွေပေါ့နော် ခရိုင်ပြည်သက်ပါတီဟာ1994ခုနှစ်ကစစ်ဆိုးရနဲ့ပြစ်ခတ်ရက်စဲပြီးတဲ့နောက်မှာဒီဒေသမှာလေးပွင့်ကျဲကုမ္ပဏီအမည်နဲ့တနိုင်တပိုင်တထုတူးဖော်တာတွေလုပ်ကင်ခဲ့ပါတယ်။လွန်ခဲ့တဲ့3လလောက်ကတရုတ်လူမျိုးတွေပါဝင်တဲ့ Master 1ကုမ္ပဏီကိုလေးပွင့်ကျဲကုမ္ပဏီက9နှစ်စာချုပ်ငားရမ်းပြီးစည်ရန်တရားတွေနဲ့တူးဖော်လုပ်ကင်ခွင့်ပြုထားတာလို့ဒေသခံတွေကပြောပါတယ်။ဒီဒေသမှာဘိုးစင်ဘောင်ဆက် နေထိုင်ပိုင်ဆိုင်လာခဲ့တဲ့ ပရာဒောင်းဆွေမျိုးစုအကြီးအကဲတွေကိုဆွေးနွေးညှိနှိုင်းတာမရှိဘဲနဲ့အခုလိုငားရန်လောက်ကင်ခွင့်ပြုလိုက်တဲ့အပေါ်ချက်ချင်းရဆိုင်ဖို့နဲ့ငားရန်လောက်ကင်ခွင့်ပြုလိုက်တဲ့သဘောတူညီချက်တွေကိုရှပြပေးဖို့ဒေသခံတွေကတောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လေးပွင့်ကျဲကုမ္ပဏီတာဝန်ရှိသူတွေကဒေသခံတွေရဲ့တောင်းဆိုချက်တွေကိုနားမထောင်တဲ့အတွက် ကုမ္ပဏီကားတွေကိုဒေသခံတွေကတားဆီးတာတွေလှုပ်ဆောင်နေတယ်လို့ပရာဒောင်းဆွေမျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စိုးက RFA ကိုပြောပါတယ်။ ကျွန်တော်တောင်းဆိုရှိတယ်ကသူမလိုက်လျော့ပြတဲ့အတွက်ကျွန်တော်နာမထောင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတိကျကျေးရောမှာငိတ်တွေတားပြီးမှလာတဲ့ကားကွန်မြူနီကာတွေကိုကျွန်တော်ပြန်တည့်ခိုင်းလာရှိတယ်ပေါ့နော်လက်ရှိနေထားတာကျွန်တော်တို့ကငိတ်ရခုထိကျွန်တော်တားနေတော့မယ်နော်ကျွန်တော်တို့ငိတ်တွေဖြုတ်ထားလည်းမရှိဘူးကျွန်တော်တို့တာပင်ညင်းနိုင်မှုလည်းပြည်လည်းမှုမရှိဘူးနော်လက်ရှိကျွန်တော်တို့ကသူတို့ပြက်ပြက်တားတားဖြုတ်ပါနော်နောက်ဆောက်ပြပါပါနော်ပြီးခဲ့တဲ့ဧပြီ24ရက်နေ့ကတရုတ်လူမျိုးတအူးနဲ့သကပြန်တအူးတို့မောင်းနေလာတဲ့ရိတ်ခါတင်ကားကို ဒေသခံတွေတားဆီးရမှာတရုတ်ကုမ္ပဏီကလက်နက်ကင်လုံခြုံရေးတွေရောက်လာပြီးအရှင်းများခဲ့ကြတယ်လို့ပြောပါတယ်။နောက်ပိုင်းမှာတော့ကားသွားလာကိုထပ်မံခွင့်ပြုမှာမဟုတ်ကြောင်းသဘောတူညီချက်ယူပြီးအဲ့ဒီကားကိုခွင့်ပြုလိုက်တယ်လို့ဆိုပါတယ်။တရုတ်ကုမ္ပဏီကိုလုတ်ကင်ခွင့်ပြုခဲ့တဲ့၄ပွင့်ကျဲကုမ္ပဏီအနေနဲ့ပြဿနာကိုပြေလည်အောင်မဖြေရှင်းနိုင်ခဲ့ရင်တထုတူဖို့တဲ့တရုတ်ကုမ္ပဏီနဲ့ဒေသခံတွေကြားမှာမလိုလားအပ်တဲ့ထိတ်တိုက်တွေးဆမှုတွေ ပြဿနာတွေကြီးထွားလာနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါနဲ့ပတ်သက်လို့ကရမ်းပြည်သက်ပါတီရဲ့ဗဟုကော်မတီအဖွဲ့ကို RFA ကဖုံးနဲ့ဆက်သွယ်ခဲ့ပေမဲ့စက်ပိတ်ထားတာကြောင့်ဆက်သွယ်လို့မရခဲ့ပါဘူး။အလားတူတရုတ်လူမျိုးတွေပါဝင်တဲ့ Master One Company နဲ့ပတ်သက်လို့သိနိုင်ဖို့ရန်ကုန်မြို့အရှိဆိုင်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကို RFA ကအီးမေးလ်ကနေဆက်သွယ်မေးမြန်းထားပေမဲ့အခုသတင်းထုတ်လွှင့်တဲ့အချိန်ထိတစုံတရာအကြောင်းပြန်လာတာမရှိသေးပါဘူး။ဖဲခုံမြို့မှာနေထိုင်တဲ့ပရာဒေါင်းဆွေမျိုးစုလူငယ်တအုပ်ဖြစ်တဲ့ ခွန်မင်းနိုင်ကတော့ဒေသခံတွေအနေနဲ့တတ်ထုတူဖို့ရေးလုပ်ငန်းတွေရက်ဆိုင်သွားတဲ့အထိဆက်လက်ကန့်ကွက်သွားမယ်လို့ RFA ကပြောပါတယ်။အကေရတော်ကုမ္ပဏီဖက်ကကျွန်တော်တို့ဒီဗီထူရဲ့သဘောဆောင်တော့ကိုလက်မခံဘဲနဲ့တဖက်တော့ပေါ့နော်။ကိုကျူတွေပဲတူတရားရဲ့ကျူတွေတဆူတဖွဲ့အကျိုးစီးပွားတွေပဲဒီတိုင်းကျွန်တော်တို့လူထုဖိနေပြီးမဆက်သွားမယ်ဆိုရင်တော့တိချရတယ်။ကျွန်တော်တို့လူထုဖက်ကလည်းဒီလုံငန်းနဲ့ပတ်သက်မှရဆိုင်နိုင်တဲ့လှုပ်ဆောင်ချက်တွေပေါ့နော်။လှုပ်ဆောင်သွားမယ်လို့လူထုဖက်ကတော့ ျွန်တော်တို့ဆုံးဖြတ်ချက်ချထားတာပေါ့နော်မြင်းမထီတောင်နီးမှာတိကျိတ်စခန်းကြီးရွာတဲ့စခန်းကြီးရွာဟောင်းခေါင်းတလုံးနဲ့ကုန်းစုံစတဲ့ကြီးရွာတွေရှိပါတယ်ပရာဒေါင်းဆွေမျိုးစုနယ်မြေဟာတဘာဝတည်ရန်ဇာတပေါ်ကျွယ်ဝတဲ့ဒေသတစ်ခုဖြစ်ပြီးဒေသခံတွေဟာလည်းတနိုင်တပိုင် ရွှေပြောင်းတောင်ရလုပ်ငန်းနဲ့လက်လုပ်ခဲတပ်ထုတူဖော်တဲ့အလုပ်တွေနဲ့ယက်တီကြတာလည်းဖြစ်ပါတယ်ခမညလူလက်တဲ့အာရှအတန်း RFA ကဆက်လက်အတန်းလွှင့်နေပါတယ် မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်လူငယ်တွေဟာလက်နက်ကင်တုံးလန့်ရေးမှာပါဝင်လာခဲ့ကြပါတယ်။ဒီထဲမှာတက်ခတ်ရေးပိုင်းလည်းရှိသလိုကုသရေးပိုင်းတွေလည်းရှိနေပါတယ်။ဒီလိုအသီးသီးကိုတက်တဲ့ပညာနဲ့တာဝန်ယူနေတဲ့သူတွေထဲမှာသူနာပြုမဲ့ဤစင်လည်းပါဝင်ပါတယ်။ကိုနေရင်ကျော်ကတင်ပြပါလိမ့်မယ်ရှင်။စစ်တပ်အာဏာမသိမ်းခင်ကမွန်ပြည်နယ်ကစေယုံတရုံမှာ6နှစ်လောက်သူနာပြုလုပ်ခဲ့တဲ့အသက်28နှစ်အရွယ်မဲ့ဤစင်ဟာ အခုတော့တထုံခရိုင်အမှတ်နှစ် PDF တက်ရင်ရဲ့စေးတောင်ကံဖြစ်နေပါပြီ။ဒံရရဲဘော်ရှိမဲ့ဆိုညီမတို့ကိုပြန်ပြီးတော့ဆက်သွယ်တယ်ညီမတို့အချိန်မှာ second line လောက်မှာရှိနေတယ်။အဲ့ချိန်ရှေ့တန်းထိသွားတယ်။သွားပြီးတော့လူနာသွားပြီးတော့ခေါ်တယ်ပေါ့နော်ခေါ်ပြီးလို့ညီမတို့ပြူစုတယ်ပြူစုပြီးလို့ရှိရင်ညီမတို့ကညီမတို့မှာကြတော့စေးရုံမရှိဘူးပေါ့နော်စေးရုံမရှိခါကြညီမတို့စေးရုံကိုအဲ့ပို့ပေးရတယ်ပေါ့နော်ဈာမှာညီမတို့ကဒီတာဝန်ယူပေးရတယ်ပေါ့ဈာမှာလူနာဟိုကမဖြစ်အောင်တော့တာဝန်ယူပေးရတယ် ိုင်ငံသားကိုပညာတော်သင်သွားဖို့ရည်မှန်းချက်ရှိခဲ့တဲ့သူ့အတွက်စစ်တပ်အာဏာသိမ်းမှုကသူ့ရဲ့ဘဝကိုမထင်မှတ်ပဲပြောင်းလဲသွားစေခဲ့တာပါဆန္ဒပြတဲ့သူတွေကိုစစ်တပ်ကပြစ်ခတ်ဖြိုခွင်းလို့တပိတ်အဖွဲ့ဝင်တယောက်ကြာဆုံးသွားတာကိုမြင်လိုက်ရတဲ့နောက်မှာတော့စစ်ကောင်စီကိုလက်နက်ကင်တော်လှန်ဖို့ဆုံးဖြတ်ခဲ့တာလို့ပြောပြပါတယ်တော်တဲ့ရောက်တဲ့အခါသူကတိုက်ခိုက်ရေးမှာပါခြင်းပေမဲ့လည်းဆေးကုပေးနိုင်တဲ့သူနဲတာကြောင့်ကုသမှုအပိုင်းမှာတောင်းယူနေရပါတယ်ငါတို့ကလူနာကို ဆေးရုံရောက်ဖို့ဆကားဆရောညီမတို့ရောတုံးတဲ့လမ်းတစ်ခုညီမတို့ကဖြတ်ပြီးတော့သွားရတယ်ရှိတယ်ဒီဆေးရုံရောက်ဖို့ဆိုလို့ရှိရင်ပေါ့နော်ပြီးွားမှလာရောပြီးွားပြီအဲ့သွားနေတဲ့ချိန်ဆိုရင်တော့ရှင်တမမလည်းပေါ့နော်ဘာလို့လဲဆိုရင်ဆကားဆစစ်ကြောင်းနဲ့တိုးပြီးဆိုရင်ဒီဘက်မှာကျတော့လက်နက်အင်အားအလောက်ထိဟိုအပြည့်စုံမရှိတော့ညီမတို့စစ်တပ်သားကြီးကြတော့အဲ့လိုမျိုးဟိုကမရှိဘူးเนาะမရှိခါကျတော့တကယ်တကယ်တွေ့ပြီဆိုရင်လူနာနဲ့ညီမတို့နဲ့ဘယ်လိုမျိုးပြေးရမလဲအဲ့လိုမျိုးအဲ့ခါကျရင်အရင်ခက်ခဲမှာအဲ့လိုမျိုးတွေရောတွေ့ပြီးတော့အဲ့ဒီအချိန်တွေဆိုတော့အရင် ိုစိတ်ပူပန်ပြီးတော့အဲ့လိုမျိုးတွေတော့ရှိတာပေါ့နော်လန်ခီကြံ့ကြမှုတွေနဲ့အခက်အခဲတွေကြောင့်မဆုံးရှုံးသင့်ပဲဆုံးရှုံးလိုက်ရတဲ့အသက်တွေလည်းရှိတယ်လို့သူကပြောပါတယ်ဒီကြားထဲမှာအတူတူနေထိုင်စားတော့ခဲ့တဲ့တော်လိုင်းရဲဘော်တငယ်ချင်းတယောက်သူ့လက်ပေါ်မှာတင်ဆုံးသွားတာကသူ့အတွက်စိတ်ဒဏ်ရာကျန်ရခဲ့ပါတယ်အေးညီမသွားတဲ့ချိန်မှာသူရှော့ရနေပြီပေါ့နော်ဖြစ်ချင်တော့အဲ့ဒီရဲဘော်ကလည်းညီမတို့နဲ့တူတူနေတူတူစားရတဲ့ဟိုရဲဘော်ဖြစ်နေအနီးကပ်ရဲဘော်ပေါ့နော်အနီးကပ်တူတူနေတဲ့ရဲဘော်ဖြစ်နေတဲ့ချိန်မှာ သူအမှဒဏ်ရာရဒဏ်ရာချင်းမှာကျွန်တော်တို့ဒီ first aid တွေလုပ်ပြီးတော့ဆေးရုံခေါ်ရတဲ့ချင်းမှာညီမလက်ပုံမှာပဲသုံးရတယ်ဗောနော်သုံးရတဲ့ချင်းမှာဆိုလို့ရှိရင်အဲ့ဟာညီမတော့တော့ရင်း trauma ဖြစ်သွားတယ်ဗောနော်ဟာဗောနော်ဒီအလုံးထဲကမတက်အောင်လားဗောဟာဒီတောင်မမယူနိုင်ဘူးလားအဲ့လိုမျိုးဖြစ်သွားတယ်ဗောနော်ဟာဒီလိုမျိုးဒီလူဗောနော်ငါမကယ်လိုက်နိုင်ဗောနော်အဲ့လိုမျိုးသူကိုယ်တိုင်လည်းလက်နက်ကင်တော်လိုင်းမှာပါနေတဲ့အတွက်မိသားစုကအမွေပြတ်ဆွန့်လွတ်တာကိုခံထားရပါတယ် ဒီတော့ဆိုလို့ရှိရင်တော့ဘာဖြစ်ဖြစ်ဟိုလိုအဲဟိုပြောပြနေကြဥမာပြအခက်ခဲဖြစ်တာဖြစ်ဝမ်းနေတာပဲဖြစ်အဲ့လိုမျိုးပေါ့နော်ပြောကြဖြစ်음အဲဟိုပြောပြီးတော့အော်ဒါတော့ဒီလိုမျိုးဆိုမျိုးအဲ့လိုမျိုးဟိုအမြဲတမ်းဟိုရင်ဖွင့်နေကြဆိုတော့အခါကျတော့အခုကျတော့ဟိုအခက်ခဲတခုရှိလို့ရှိရင်လည်းကိုယ့်အကူပဲဖြေရှင်းရတယ်ကိုယ့်အကူပဲဟိုအဲ့လိုမျိုးဆိုတော့ပေါ့တော့အဲ့လိုစိတ်ငြိမ်ဖြစ်တာရရှိတာပေါ့တော်လိုင်းကာလမှာအသက်မတည်ပဲကြံခဲ့ရင်တော့ သူ့ရည်ရွယ်ချက်ကိုအကောင့်ထဲပုံမယ်လို့မအီစင်ကမျှော်မှန်းထားပါတယ်ခင်ဗျာအေးလူငယ်တော်များရဲ့ရည်မှန်းချက်အဓိကရည်မှန်းချက်တော့ဒီအနာရှင်အမြင့်ပြတ်ဖို့ကအဓိကဖြစ်သွားတာပေါ့နော်ဒီကိုရီးယားကိုပိုင်ရည်မှန်းချက်တွေကဒီအနောက်ကိုရောက်သွားတာပေါ့နောက်ရောက်သွားတဲ့အချိန်မှာအဓိကရည်မှန်းချက်ဖြစ်တဲ့ဒီအနာရှင်ပြောကြဖို့ကိုအရင်ဦးစားပေးလုပ်ရတယ်ပေါ့နော်ညီမရဲ့ရည်မှန်းချက်ဆိုတော့ဒီဟာပြီးမှပဲပြန်ပြီးမျှော်လင့်လို့ရမယ့်အခြေအနေမျိုးဖြစ်သွားတာအကယ်၍မသိခဲ့ဘူးပေါ့ ဒီစစ်စစ်နဲ့ပဲ RFA ရဲ့တန်လွှင့်ချက်တွေကိုလည်းရှင်းနာခွင့်ပြုပါရှင်။နားဆင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။တောတက်ရှင်မြမပြည်သူပြည်သားအားလုံးဘေးရန်နဲ့ပေါင်းကကင်းဝေးပြီးကိုစိတ်နှပြွှင်လန်းချမ်းမြေ့ကြပါစေရှင်။